မနာလိုသူတချို့ကြောင့်အထင်းထင်းခံလိုက်ရကနေပြန်လွတ်လာပြီးဖြစ်တဲ့ဂျွန်လွင်အလုံးမဲမင်္ဂလာပါဖာမစ်နောင်ကနေကျွတ်လိုက်ပါတယ်ဂျွန်လွင်ဟာပြီးခဲ့တဲ့နှစ်ရက်ကနိုင်ငံသားကနေပြန်လာတဲ့အချိန်မှာအထင်းထင်းချင်းခံလိုက်ရတာဖြစ်ပါတယ်ဂျွန်လွင်ဟာမော်ရယ်အေဂျင်စီကိုထောင်ထားပြီးတော့အင်ချမ်းမြေအရောင်းဝယ်လုပ်ငန်းနဲ့အသက်မွေးနေသူတူပောင်းအမေကိုလှုပ်ကျွေးနေတဲ့သားတစ်ယောက်လည်းဖြစ်ပြီးတော့အမေကိုအများရန်ပျော်ရွှင်နေအောင်လည်းထားပေးပါတယ်မိဘတွေကချမ်းသာပေမဲ့လည်းသူကိုယ်တိုင်စူးစမ်းရှာထားတဲ့ငွေတွေနဲ့အမေကိုဖြည့်ဆည်းပေးနေသူတယောက်ပေါ့ အမေကြိုက်တတ်တာလေးတွေကိုလည်းအများအားချက်ချွေးပြီးတော့အမေကိုလည်းပုံမှန်ကြော့ပါတယ်။နေရတကာမှာအမှန်ပဲပြောတတ်တာကြောင့်သူ့ကိုမနာလိုသူတွေကလည်းများတာပေါ့။ပြီးခရက်ရပိုင်းတုန်းကလည်းခိုင်နေဝေစီကိုအလွန်ငွေ330ပိုလွှဲမိတာကောပြန်မလွှဲပေးခဲ့ပဲအချိန်ကြာကြီးဆွဲထားခဲ့တာကြောင့်မားနေတာမြင်ရင်မနေနိုင်တဲ့ဂျုံလင်ကအမုန်းခံပြီးဝင်ပြောပေးခဲ့တာဖြစ်ပါတယ်။ဒီလိုပြောခဲ့ပြီးနိုင်ငံသားကနေပြန်လာတဲ့အချိန်မှာတော့ဂျုံလင်တယောက်ဖမ်းဆီးထိန်းသိမ်းခြင်းခံလိုက်ရတာပေါ့။တချို့တွေကလည်းခိုင်နေဝေကိုပြောဆိုပုတ်ခတ်ခဲ့တာကြောင့်အဖမ်းခံခဲ့ရတယ်လို့ယူဆတယ်ဆိုကောင် ထင်ကျေးတွေအမျိုးမျိုးပေးနေကြပါတယ်။လူအများကတော့ခိုင်နှင်းဝေကြောင့်ဆိုရင်ဂျွန်လင်ဘက်ကသာရက်တိပေးနေကြတာပေါ့။အနုပညာလောကရဲ့ကိစ္စတော်တော်များများကိုသူ့ကြောင့်သိခင်ရပြီးအရာရာကိုဘွင်းဘွင်းနဲ့ရှင်းရှင်းပဲပြောတတ်တာကြောင့်ချစ်ခင်ကြတဲ့သူတွေလည်းရှိပါတယ်။အနုပညာရှင်ပေါင်းများစွာကိုလည်းမွေးထုတ်ပေးခဲ့ပြီးတော့တပည့်တပန်းပေါင်းများစွာလည်းရှိပါတယ်။သူဒီလိုအဖန်းခံရတာဟာဘာမြင်မြင်လိုက်ပြောနေတယ်လို့ဆိုပြီးလူတချို့ကတော့စုပ်ပါတယ်။ ဂျွန်နေဟာအရှိကိုအရှိတိုင်းပြောတာမို့သူ့မှန်တဲ့ထင်ရင်လည်းနောက်မဆုတ်တတ်ပါဘူး။ဒါကြောင့်လည်းသူ့ကိုမုံပြီးမနာလိုတဲ့သူတွေရှိနေတာပေါ့။သူအထင်းသိမ်းခံထားရတာကသူကလိုက်ပြောနေတက်လို့လို့ပြောကြပေမဲ့သူ့ကိုချစ်တဲ့ပရိသတ်တွေကတော့ဂျွန်နေကိုစိတ်ပူနေကြတာပေါ့။ ဂျွန်လင်ကထိန်းသိမ်းခံထားရကနေဒီနေ့မှပဲပြန်လွတ်လာပြီဖြစ်ပါတယ်။အများထင်နေကြသလိုမဟုတ်ဘဲလုပ်ငန်းကိစ္စမေ့ချင်တာကြောင့်ထိန်းသိမ်းထားခဲ့တာဆိုပြီးတာဝန်ရှိသူတွေဘက်ကအကြောင်းပြန်ထားတာပါ။အခုလရှိမှာတော့ဂျွန်လင်ကအိမ်ပြန်ရောက်ပြီမို့လူအများကဝမ်းသာပေးနေကြပါတယ်။အခုလိုထိန်းသိမ်းခံထားရတာကြောင့်ဂျွန်လင်ကမိတ်ဆွေအတူအစ်စ်တွေကိုလည်းထိလိုက်ရပါပြီ။ဒါပေမဲ့လည်းသူဒီလိုထိန်းသိမ်းခံထားရနေချိန်မှာသူ့ဘက်ကနေရည်တည်ပေးမဲ့သူမရှိခဲ့ပေ။သူ့အမေသာလျင်သူ့ဘက်မှာရှိခဲ့တာပါ။ အမောင်းခံပြီးအရာရာကိုအမှတ်တိုင်းပြောပြခဲ့တဲ့သူ့အတွက်တော့ဒါဟာတော်တော်ကြီးကိုဝန်းနေဖို့ကောင်းပါတယ်။သူပဲရင်ဆိုင်ဖြည့်ရှင်းပေးခဲ့ပြီးအထင်းထင်းခံလိုက်ရမှပျောက်ကွယ်သွားတဲ့သူတွေကြောင့်လည်းပရိသတ်တွေတော်တော်များများကသူ့အတွက်ရင်နာလို့မဆုံးဖြစ်နေကြပါတယ်။သူအထင်းထင်းခံထားရတဲ့အချိန်မှာသူ့မြေတော်မြောက်ပေးခဲ့တဲ့မော်ဒယ်တွေမင်းသားမင်းသမီးတွေကလည်းသူ့ဘက်ကရက်တီပြီးထုတ်ဖော်ပြောကြားခြင်းတွေဘာမှမလုပ်ပေးခဲ့ပါဘူး။အလုံးကလည်းမသိချင်အောင်ဆောင်းနေကြပြီးတော့ကိုနဲ့မဆိုင်သလိုပဲနေခဲ့ချရပါ ူဘက်မှာရက်တီပေးခဲ့တဲ့မင်းသားဆိုလိုအောင်ရင်လင်းတယောက်သာရှိခဲ့ပြီးအများဆုံးလွတ်မြောက်ပါစေဆိုပြီးဆုတောင်းပေးခဲ့ပါတယ်။ခိုင်နင်းဝေရဲ့ချစ်သူကတော့ဂျွန်လွေထင်းထင်းခံထားရတာဟာခိုင်နင်းဝေကြောင့်မဟုတ်ဘဲထန်းသည့်ကြွေခိုက်ကြီးနင်းခိုက်ဖြစ်သွားတာဆိုပြီးထုတ်ပြောထားတာပါ။ခိုင်နင်းဝေကလည်းတာမန်လူတယောက်ပဲမဟုတ်ဂျွန်လင်ကိုလည်းထိခိုက်အောင်လုပ်ပြီးကြောက်တုံးမဲ့သူမျိုးမဟုတ်ဘူးလို့ဆိုထားပါတယ်။ဂျွန်လင်ကတော့အရင်ကထက်အပြုံးဆိုဆင်ခြင်ရတော့မှာပါ။ပရိသတ်ကြီးတို့ရောဂျွန်လင်တယောက်ဖန်ခံရတာဟာဘာကြောင့်လဲဆိုတဲ့ထင်မြင်ယူဆချက်လေးတွေကိုခေါမမှာပြပြပေးသွားကြပါအောင်ရှင်။ ကြီးစုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ